အဲ့လိုဖြစ်ရဲ့ဒုက္ခအရိယသစ္စာကိုလှုပ်တဲ့ဟာမဟုတ်တဲ့အတွက်အမဟုတ်တဲ့သူဖြစ်နေတယ်အဲ့ဒီမဟုတ်တဲ့သူဖြစ်နေတဲ့အတွက်လူသူတွေကနေပြီးတော့သူ့ကိုမကြည့်ဘူးအဲအဲ့လိုမျိုးလိုဖြစ်တဲ့အတွက်လူသူတွေနဲ့အပေါင်းအယောင်မဖြစ်ဘူးလူသူတွေနဲ့တင်းကွဲသွားတယ်အဲ့လိုပြောမစင်တော့လောကအပြင်ဘက်ရောက်သွားတယ်လို့သူပြောမှာပေါ့အဲအဲ့လိုလောကအပြင်ဘက်ရောက်သွားခံရတာကဒုက္ခအရိယသစ္စာ ိုကတော့မဟုတ်ဘူးတခါတည်းဒီလူမှာဖြစ်တဲ့ယောဂဗျာတွေဖြစ်တာတွေလို့သိရှင်ရတာတွေလို့ဘာတွေလို့အဲ့ဒါတွေကိုဒုက္ခသစ္စာလို့ပြောတယ်ဒုက္ခသစ္စာနဲ့ဒုက္ခအရိယသစ္စာမတူဘူးဒုက္ခသမုဒယသစ္စာနဲ့ဒုက္ခသမုဒယအရိယသစ္စာမတူဘူးဒုက္ခနိရောဓသစ္စာနဲ့ဒုက္ခနိရောဓအရိယသစ္စာမတူဘူးအရိယသစ္စာကတော့အဲ့ဒါလိုခုနကပြောတဲ့ထိုးရတဲ့အဖြစ်တွေငြိမ်းပြီးတခါလဲအလုံးနဲ့ပြေးလဲပြီးနေနေတဲ့အဖြစ်လွတ်လပ်နေတဲ့အဖြစ် အဲ့ဒါဒုက္ခအရိယဒုက္ခនិရောဓအရိယတစ္ဆာနိဗ္ဗာန်ပေါ့ဗျာဟိုးនិရောဓအရိယတစ္ဆာကဖြစ်ပြီးပြတ်သွားတယ်ဖြစ်ပြီးပြတ်သွားတယ်ဖြစ်ပြီးပြတ်သွားရင်တော့မရှိတော့ဘူးလေအဲ့ဒီမရှိတာကိုនិရောဓအရိယတစ္ဆာလို့သူတို့និရောဓတစ္ဆာလို့လုပ်တဲ့အခါကျတော့និရောဓတစ္ဆာနဲ့និရောဓအရိယတစ္ဆာမတူဘူးအဲ့တော့အဘိဓမ္မာကនិရောဓတစ္ဆာပဲပြောတယ်និရောဓအရိယတစ္ဆာမပြောဘူးပဋ္ဌာန်းတို့ယမိုက်တို့ဆိုတဲ့ ီအဘိဓမ္မာခုနှစ်ကြားပါဗျာဒုက္ခသစ္စာကိုပဲပဋ္ဌာန်းတို့ယမိုက်တို့ကပြောတယ်ဒုက္ခအရိယသစ္စာကိုပဋ္ဌာန်းတို့ယမိုက်တို့ကမပြောနိုင်အဲ့ဒါလိုပဲသမုဒယသစ္စာလို့ပဋ္ဌာန်းတို့ယမိုက်တို့ကပြောတယ်တကယ်တော့သမုဒယအရိယသစ္စာလို့ပဋ္ဌာန်းတို့ယမိုက်တို့ကမပြောတတ်ဘူးမပြောနိုင်အဲ့ဒါလိုပဲမကအရိယသစ္စာလို့ပဋ္ဌာန်းတို့ယမိုက်တို့ကမပြောတတ်မပြောနိုင်မကသစ္စာလို့သာပြောတယ်အဲ့တော့ ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာကတ္တဗိဓမ္မာပြောတာလေဘုရားဟောကဒုက္ခအရိယသစ္စာသမုဒယအရိယသစ္စာနိရောဓအရိယသစ္စာမေဃအရိယသစ္စာအရိယသစ္စာ၄ချက်ကိုဟောတာအရိယသစ္စာဆိုတာလူသစ္စာဟောဟာလူသစ္စာမဟုတ်ဘူးဒီကြောက်ခဲရဲ့သစ္စာတိပ္ပိနေရဲ့သစ္စာဒိဋ္ဌာန်ရဲ့သစ္စာပုံမွားရဲ့သစ္စာအကုန်လုံးရဲ့သစ္စာအဲအဘိဓမ္မာကအကုန်လုံးရဲ့သစ္စာတွေပြောနေတယ်တကယ်တော့ပြောဟောတာကအရိယသစ္စာဆိုတာကလူသစ္စာ လူချင်းလူဆက်ဆက်တဲ့အခါမှာပฏิပက္ခမဖြစ်ဖ ೇನೆ ငြိမ်းချအောင်အတွက်တစ္ဆာလူတစ္ဆာလူတွေငြိမ်းချမ်းကြဖို့တစ္ဆာဘောတော့မဟုတ်ဘူးအလုံးရဲ့တစ္ဆာအဲအဲ့ဒီလိုမျိုးလိုခြားနာပါလေဗျာအဲ့ဒီလိုမျိုးလိုခြားနာတာဖြစ်တဲ့အတွက်ဘုန်းတော်ကနေပြီးတော့ဒီအရိယတစ္ဆာမှာဒါမက္ခအရိယတစ္ဆာဆိုတာကိုကျင့်ဖို့ရတယ်မက္ခအရိယတစ္ဆာဆိုတာလည်းပဲအချက်၃ချက်ရှိတယ်တိလအရိယတစ္ဆာရဲ့သမုဒိယအဲ တမာတိပိုင်းဆိုင်ရာအရိယသစ္စာရဲ့ပညာပိုင်းဆိုင်ရာအရိယသစ္စာရဲ့လို့ဆိုတာတိလာပိုင်းဆိုင်ရာအရိယသစ္စာကိုမစဘဲနဲ့တမာတိပိုင်းဆိုင်ရာအရိယသစ္စာလှုပ်လှုပ်ကိုမရအောင်လှုပ်ရင်တော့ရောက်တော့ရောက်ဖြစ်သွားမှာပဲတမာတိပိုင်းဆိုင်ရာအရိယသစ္စာမပေါက်ဘဲနဲ့ပညာပိုင်းဆိုင်ရာအရိယသစ္စာပွင့်ကုန်ပွင့်သူပြောမှာဗျာအဲ့တော့ဒီမကအရိယသစ္စာဆိုတဲ့ဟာမှာသူတို့အစဆုံးလောက်အောင်ပါတိလာပိုင်းဆိုင်ရာအရိယသစ္စာပဲ အဲဒီလာပိုင်းဆိုင်ရာအရိယတစ္ဆာဆိုတာဘာဒီလာတွေတုံးလို့မေးလို့ရှိရင်ကိုလှုပ်တင်တာတွေကိုလှုပ်တာဟာမလှုပ်တင်တာတွေကိုမလှုပ်မိဘူးပဲမလှုပ်တင်တာတွေကဘာတွေလို့ဆိုရင်အများကြီးတော့ရှိပြီမြဲအစဆုံးမလှုပ်တင်တာကလူတယောက်ကလူတယောက်ကိုစောင့်စည်းရမယ်ခိုးတယ်ဆိုတာတွေလို့တတ်တယ်ဆိုတာတွေလို့လိန်တယ်ဆိုတာတွေလို့အဲတယောက်ကိုတယောက်အာယုကျူးတယ်ဆိုတာတွေလို့ဒါတွေကမလှုပ်တင်တဲ့ဟာတွေပဲပေါ့ ပြောမစင်တော့ဒါတွေကိုမေးမူးသွားအောင်တောက်စားမူးရတာတွေလို့ဆိုရရဒါမလုံတဲ့နေဟာတွေပဲပေါ့အဲ့ဒီမလုံတဲ့တဲ့အရိယသစ္စာကိုပြုတော့နေပြီးတော့ရှောင်ရှားနေအောင်တဲ့သီလအရိယသစ္စာဆိုတာသီလဆိုလေ့ကျင့်တာလေ့ထလုပ်တာဘာလေ့ထလုပ်မှာတော့လို့ဆိုလို့ရှင်တော့ခိုးတာကိုမလုပ်ဖို့အလေ့ထလိန်တာကိုမလုပ်ဖို့အလေ့ထတတ်တာကိုမလုပ်ဖို့အလေ့ထအဲ့ဒါလိုပဲဝူးယူအောင်တခါတောက်စားတာကိုမလုပ်ဖို့အလေ့ထ အဲ့လိုပဲအာယုန်တွေကျူးတာကိုမလုပ်ဖို့အလေးထားဒီအလေးထားကိုတီလာဆိုပြီးတော့ပြောတယ်ဒီတီလာကိုဟုံးတော့မဖြည့်တော့ဖြည့်တတ်တဲ့ပညာလူတွေစီမှာမရဘူးအဲ့ဒါလို့မဖြည့်တတ်တာမဖြည့်ရလေအောင်ဒီတီလာကိုဒါအရိယသစ္စာထဲမှာအသေးချာပြောတယ်ဘာလို့ဆိုတမာတိနဲ့ကူရပါဒီတိလာတွေကိုအထက်ထပ်ပွားတာဟာတမာတိပဲလို့ဘုရားပြောတယ်။အဲ့တော့ဒီတိလာတွေကို ဟိုတနေ့အလုံးကလည်းပြောခဲ့တယ်ပြက်ရင်ပြင်းမယ်မပြက်ရင်မပြက်အောင်ထားမယ်အဲ့ဒါတွေကပြောမစင်တော့ဒါတီလာတွေကိုဖြည့်ဆည်းဘူးဘူးတခုပဲဒီတီလာတွေပြက်တာဟာလောဘဒေါသဖြစ်လို့လောဘဒေါသဖြစ်တာကိုအစဆုံးစဖြစ်တယ်ဆိုရင်သိအောင်လုပ်မယ်အဲဘယ်လိုသိအောင်လုပ်မလဲဆိုရင်ကိုယ့်ကိုယ်ကိုသတိထားမယ်ကိုယ့်စိတ်ကိုသတိထားမယ်ကိုယ့်ခံစားချက်ကိုသတိထားမယ်ဟောအဲ့ဒီလိုမျိုးလို့ဆိုလို့ရှိရင်ဒါတီလာကိုဖြည့်ဆည်းတာပဲ ဒီသီလတွေဖြည့်ဆည်းတာမှာဇံပွားမယ်တမာတိနဲ့ဖြည့်ဆည်းမယ်ဘယ်လိုဇံပွားမလဲလို့ဆိုတဲ့အခါကျတော့ဒီသီလပြည့်ရင်ဘာဖြစ်တယ်လဲဒီသီလပြည့်ရင်ဘာဖြစ်တယ်လဲလို့ဆိုတာကိုဒါအထက်ထက်ကြည့်နေမယ်အချိန်သိမ့်ပြတိုင်းကြည့်နေမယ်ကြည့်လို့ရှိရင်သီလပြည့်လို့ဖြစ်တဲ့ဟာတွေကတခုလည်းမကဘူး၁၀ခုလည်းမကဘူးခုတရားလည်းမကဘူးသိသွားပြီဆိုရင်တော့ဟာဒါတွေကများများသိလာရင်ကိုယ့်ဘက်ကကိုထိုးဖောက်ပြီးသိနိုင်တာတွေလည်းဖြစ်လာတယ် အဲ့လိုတိလာပြီလို့ဆိုရင်တော့တိလာကျင့်တာတော့ဖြင့်တိလာဖြည့်တာအတက်ပေါက်လာပြီလို့ပြောရတော့ပါပေါ့တိလာကတော့ဖြင့်ရှင်သန်ပြီးတခါလာတိတာပွင့်လာပြီဖြစ်လာပြီလို့အဲ့လိုမျိုးများညံနေကိုရလာတယ်အဘိညာဉ်ခေါ်တော့ပေါ့ဒီအဘိညာဉ်ညံနေရလာပြီဆိုရင်ဒီတိလာတေချာအောင်မြင်ပြီဒီအဘိညာဉ်ညံစီအထိဒီတိလာကတော့ဖြင့်မပေါက်ရောက်ဘူးလို့ဆိုရင်ဖြင့်ဒီတိလာကမကြည့်ဖွားဘူးမကြည့်ဖွားဘူးလို့ပြောရပါမယ် ဒီသီလကြောင့်အကျိုးရကြလဲအကြောင်းရှိဘူးစောက်တီရပြီမလို့လဲစောက်တီတာပဲရှိမယ်ဟိုတစ်ပင်ကိုကျဲလိုက်စိုက်လိုက်တဲ့အခါမှာဒီတစ်ပင်ကမပွင့်ဘူးပွင့်ရမယ်ပင်ဒီတစ်ပင်ကမတီးဘူးတီးရမယ်ပင်ဒီတစ်ပင်ကနေပြီးတော့တစ်စစ်တစ်ဆန်ယူရမယ်ပင်ကတစ်စစ်တစ်ဆန်မထွက်ဘူးလို့ဆိုရင်စက်ရတာဟာသူပင်ပန်းတာပဲရှိတော့အဲတီလာသာကျင့်ရတယ်အဲ့ဒီတီလာကလည်းပဲခုနကပြောလို့ပဲအတိအပွင့်အစေဆန် မထွက်ဘူးလို့ဆိုလို့ရှိဖြင့်အဲ့ဒီဒီလာလောက်ရတဲ့အတွက်ပြန်မတာပဲရှိတယ်ခုနစိုက်တာပြောတာပါအစေးဆံအထိမရောက်ဘူးလို့ဆိုလို့ရှိရင်ဒါရှုံးပါပဲသွားတောင်မကြည့်ကျင်တော့ဖြစ်မှာပေါ့အဲအဲ့လိုမျိုးလို့မဖြစ်ရလေအောင်ဒီဒီလာကိုစောင့်ရှောက်ကြရမယ်ခုနပြောခဲ့တဲ့တမပဒံလို့ဆိုရဲပြည့်ရင်ပြင်တယ်ဆိုတဲ့စနစ်နဲ့စောင့်ရှောက်ရအဲဒီဒီလာပြက်တာတွေဟာအဲလောဘဒေါသတွေကြောင့်ပြက်တာဖြစ်တဲ့အတွက်လောဘဒေါသကို စားရင်ရောသွားရင်ရောဆိုတာမျိုးလိုပဲကိုကိုကာရမှာလည်းပဲသတိထားရမယ်ကိုအပြောဆိုတွေနဲ့ကိုအပြုအမူတွေနဲ့ကိုရဲ့ခံစားမှုတွေနဲ့ကိုရဲ့စိတ်ကူးစိတ်သားနေပါလေသတိထားရမယ်ကိုလှုပ်လှုပ်တာတွေမှာဒါလောဘပြန်ဖြစ်ပြီလားဒေါသပြန်ဖြစ်ပြီလားသတိထားရမယ်အဲ့လောဘဒေါသကဖြစ်ပြီလို့ဆိုလို့ရှိရင်သတိမထားနိုင်ရင်တက်လာဟိုမီးလိုပဲပြောမစုံလို့နည်းနည်းလေးတော့ငိမ့်နိုင်ငိမ့်နိုင် မငိမ့်နိုင်လို့ရှိရင်မငိမ့်လို့မရတော့ဘူးသူတိတ်အားကောင်းလာတယ်ဘာကြီးဝင်အဲ့လိုတော့ဟုတ်တယ်နော်ဆိုလိုတာတော့အဲကို့ညီမတွေပုံမှန်လဲဒေါသမထွက်ပါနဲ့ဒေါသထွက်တာဟာကိုယ်ပဲဒုက္ခရောက်ပါတယ်နော်အဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်များလာရင်ဒီလပြက်တာစီအထိလဲရောက်ပါဗျာနော်အဲ့ဒီလပြက်တာစီအထိရောက်ပြီလို့ဆိုရင်တော့စိတ်ဝမ်းနေလဲကွဲပြီးခါလာကွာဒုက္ခရောက်ပါပဲဗျာလောကမှာကိုလူတစ်လုံးသူတစ်လုံးလုံးလို့တယ်မရနိုင်တော့ဘူးလို့ဖြစ်လိမ့်မယ်ဗျာနော် အဲ့တော့အဲ့လိုမျိုးလိုတတိတွေလဲထားရမယ်မဖြစ်အောင်တော့เนาะအခုနကဇာနေလဲပွားရမယ်ငါစောက်စောက်တည်ထားတဲ့ဒီလာပြည့်ရင်ဟိုငါမတတ်ဘူးလို့စောက်တည်ထားတယ်တကယ်လို့ပြန်တတ်မိရင်ဘာဖြစ်မှာတုံးစိတ်နဲ့ကြည့်ကြည့်ရမယ်အဲ့စိတ်နဲ့ကြည့်ကြည့်တာကိုဇံပွားတယ်လို့ခေါ်တာပဲဘသူတတ်တော့ကဘာဖြစ်တတုံးဘယ်လိုတတ်တဲ့လူကဘာဖြစ်တတုံးအကျိုးတွေကိုကိုစိတ်ကူးပြီးတော့ကြည်နေတာအဲ့ဒါဇံအတွင်းပြီးတော့ ြည်နေတာလို့ပြောရမှာပါဒီဇံသွင်းတာတွေတကယ်ပေါက်ရောက်လာပြီလို့ဆိုတဲ့အခါကျတော့အမြင်တွေထွက်လာတာတိုင်းဘာဖြစ်မှာကိုယ်ဘာဖြစ်မှာလေဘာဖြစ်မှာဆိုတဲ့အဲ့ဒီအမြင်တွေထွက်လာတော့တတုခိုးသူရဲ့ပုံတံတန်ရဲ့သိုးရတဲ့အနေအထားကြီးကိုသူပုံပေါ်ပြီးမြင်လို့ရပါပြီဟာဒါကြီးကတော့ဘယ်ကောင်းလို့လဲဒီဖြစ်မျိုးတော့ဘယ်လူလားဖို့တင့်မြတ်ပါမလဲတဲ့သူအဲ့ဒီပုံကြီးကိုကြည့်ပြီးတကလား နောက်ထပ်ညာတစ်ခုဆက်ပွားလာတာမလိုလားဘူး။ဟောဒါလို့ဆိုရင်အဲ့ဒီသူကတတ်မှုခိုးမှုနဲ့ဆက်လျင်းလို့အာတာမရှိတော့ဘူး။သူတို့ဆူတောင်းဆူတောင်းနေရတာတစ်ခုရှိတယ်။ဘာကလေးလှုပ်လှုပ်ဣဒံမေပုံညာအာတဝက်ခယံဝါဟောတူတဲ့။ဒါဘုလားဘောလို့ခဏခဏပြောမှာပေါ့နော်။ဣဒံမေပုံညာအာတဝက်ခယံအာဒီအခုငါလှုပ်တဲ့ကောင်းမှုကအာတော်တရားတွေကုန်ဖို့အတွက် ထောက်ပံ့ဖြစ်ပါစေလို့ဆုတောင်းတာပေါ့နော်တကယ်တော့အာတော်ကုန်ဘူးပဲအခုဒီလာတွေစောက်တည်တာလည်းပုံညပဲမဟုတ်လားဣဒံမေပုံညငါဒီငါစောက်တည်တဲ့ဒီလာအာတော်ခရဒီဒီလာတွေပြည့်စည်တာတွေအပေါ်မှာအာသာရှိနေတာတွေကုန်ဖို့ရပစ္စယဟောတုအကြောင်းထောက်ပံ့ဖြစ်ပါစေဒီလိုပြောရမှာပဲမဟုတ်လားဗျာနော်အတော်ကုန်တဲ့အစဉ်ထိရောက်အောင်နော်အတော်ကုန်တယ်ဆိုတာကျတော့ပုံပြင်တွေကလူလူလောက်ပဲရှိနေတယ်ဗျာနော် ျုပ်တို့ကိုယ်ကမာလို့များတောင်းခင်ဗျားတို့ဆိုအောင်းမိမိကြမှာအောင်းမိပါအောင်းမိမိမာလို့ပြောရမှာနော်အတော်ကိုယ်ကမာဘာလို့ဆိုဒီအတော်ကသာရှိနေသေးရင်နော်လောကမှာမငြိမ်းချမ်းတဲ့အဖို့အဦးကြီးကတော့ရှိနေတာပဲလို့ပြောကြလို့မိုးရရင်ပေါက်လာမှာဟုတ်ပါနော်မငြိမ်းချမ်းတဲ့မငြိမ်းချမ်းစရာအပင်တွေပေါက်လာမှာဗျာအဲ့တော့ဒီအတော်ကမရှိနေမှငြိမ်းသွားမှာဗျာဒါကြောင့်ဒီအတော်ကကုံအောင်ကိုအတော်ခရဖြစ်အောင်ငိုးကို ယုတ်တုတွေကခုနတီလာပေါ်မှာဇံပွားချရလိမ့်မယ်လို့ဇံမပွားဘဲနဲ့ဘယ်တော့မှဒီအာတော့မကုန်ဘူးဇံပွားရင်တော့ဘယ်တော့မှအာတော့မကုန်ဘူးဆိုတာမရှိဘူးကုန်ရမှာပဲအဲ့ဒီအာတော့ကုန်ပြီလို့ဆိုလဲရှင်ကတော့ဒီတီလာကကိုဖြစ်သွားပြီဒီတီလာကကိုဖြစ်သွားပြီဆိုရင်တော့ဒီတီလာနဲ့ကိုနဲ့ခွဲလို့မရတော့ဘူးဟောဒါဆိုရင်တော့ဒါတီလာကိုလေ့ကျင့်လိုက်တာဟာအောင်သွားပြီလို့ဘယ်လိုပြောရမှာပေါ့နော် အလုပ်တစ်ခုဟာအောင်သွားဖို့တော်တော်လိုတာဗျအောင်သွားပြီလို့ဆိုရင်လုပ်ဖို့မလိုတော့ဘူး तू ကလုပ်ပြီးသားဖြစ်နေပြီအဲအဲ့ဒါလို့လုပ်ပြီးသားဖြစ်နေပြီလို့ဆိုတော့ကဲဒါရန်ငိမ့်တဲ့ပစ္စည်းပဲဗျဘလောက်ကောင်းတယ်ဟာလေအဲအဲ့လို့ဆိုတော့လူလောကထဲမှာကျင်လေကျင်ရသွားကျင်လေတော့ तू ရမရှိတော့ဘူးဖြစ်မှာပေါ့လို့သူပြောရမှာပေါ့နော်အဲ့တော့တတ်နိုင်သမျှအထိအဲ့ဒါလို့ငိမ့်ချမ်းတဲ့အဖြစ်ရောက်အောင်ဒီဒီလာကလေးဖြင့်ဒါ ိုရနေတဲ့ဒသနာကနေပြီးတော့ရှင်းဘွားနောက်ဘွားတွေဆိုတာတို့ဘယ်ကမှလာတယ်ဆိုတာပြောเสียမဟုတ်ဘူးတို့ဘယ်ကိုမှသွားတယ်ဆိုတာဟာတို့ဖျားဟောတော်မဟုတ်ဘူးတဲ့တကယ်ဆိုတော့တို့သိရမှာကဒီလူတွေဟာကိုရကြီးဖြစ်ပြီးတကလားတို့နဲ့တို့ချိန်ဆက်နေတာဒီတဲ့ငါလဲပါတယ်ငါကိုတို့ကနေပြီးတော့ပြုစုထားတယ်ဒါကြောင့်မို့လို့ငါလည်းပဲတအားသမျှအထိတို့ကိုပြန်ပြီးတော့ပြုစုဆောင်ရှောက်ပဲဟောဒါလေးဒါကွာနေပြီးတော့ ပွားသွားပြီလို့ဆိုလို့ရှိရဲ့ခုနပြောတဲ့ငြိမ်းချမ်းမှုမရနိုင်ပြီဘူးလားဗျာမှန်ပါပါဟေးငြိမ်းချမ်းတဲ့အဖြစ်ကိုအဲဒီဟောပြောတဲ့သဘောဓမ္မကလေးကနေပြီးတော့ကိုကိုကိုတီဆောက်တဲ့အဖြစ်ကိုရောက်ပြီးဒီကလားတကယ်ပဲငြိမ်းချမ်းတိုင်ကြပါစေလို့ဒါဘုန်းတို့ဟောပြောချက်ကဒါသံသပြုတယ်ဗျာနော်အဲဒါလေးပဲခင်ဗျားတို့ဝါတာနိုင်ကြတယ်ဆိုရင်ဓာတု၃ချိန်လောက်ခေါ်ပြကြဗျာ Tálio, 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 tálio.